ပြောဝိုင်းနိုင်လားမြမြတတဆုံးမြတ်ခဲ့ရင်ဒီပွဲကစူပါရင်ချမ်းအရှုံးပေးခဲ့ရမှာမဟုတ်ဘူးဝမ်ဘက်ကရင်ထားခဲ့တဲ့စံချောင်းအတိုင်းလိုက်ပြီးကားခဲ့ရတဲ့စူပါရင်ချမ်းအတွက်ဒီပွဲကစောကနေ့က50 50မဟုတ်ပဲ80 30လောက်အထိပြိုင်ဘက်ကအနိုင်ဆိုတာသိကြနေခဲ့တာပါ19ပွဲဆက်ရှုံးပွဲမရှိတဲ့ fighter တယောက်နဲ့ပြိုင်ဘက်ရဲ့အားတန်ရခေပေါင်းအစဉ်ကိုလိုက်ပြီးရှင်ထိုးခဲ့ရတဲ့စူကလေးကစူပါရင်ချမ်းအတွက်မလွယ်ကူတဲ့ပွဲဆိုတာ အားလုံးလည်းသဘောပေါက်ပြီးဖြစ်မှာပါတကယ်တော့ Rotten ရဲ့ရောက်ပါပေါင်းစင်မှာ16ပွဲဆက်ရှုံးပွဲမရှိတဲ့ Fighter ဆိုပြီးအားလုံးကအထင်ကြီးထားခဲ့ကြပါပဲတကယ်တကယ်တော့ခင်းတလောင်လည်းမဟုတ်တာကိုမြင်တွေ့ခဲ့ရပါတယ်ပြောရရင် Super Eagle သာသူ့လိုကိုလိုပေါင်းစင်ကိုအားပြုပြီးကစားနေတဲ့ Fighter တယောက်ဆိုရင်စံကာတစ်ဆိုတဲ့ Rotten ရဲ့ရောက်ပါအနေနဲ့၃ကြိမ်အထိတောင်ရောက်လိုက်မှာမဟုတ်ပါဘူး Super Eagle ကိုအထင်သေးအောင်မျိုးတော့မဟုတ်ပဲအခုလောက်အထိလုံနိုင်နိုင်မယ်လို့ကိုမထင်မှန်ထားခဲ့မိတာပါဘာကြောင့်လဲဆိုတော့မွေတိုင်းနဲ့ရိုးရာကိုသာထုံးနေတဲ့လူငယ် Fighter တယောက်တည်းခေပေါင်းစင်ဆိုတာအစိမ့်တက်တက်တခုလို့ပြောရမှာပါတဲမက်ကနှစ်နှစ်ပဲနာနာသုံးနှစ်ပဲနာနာသူကပေါင်းစင်သမားတယောက်ပါပဲ ဒါပေမဲ့လည်းဘောင်းစင်သမားဟာဘောင်းစင်သမားအရှင်ဟွာလောက်တော့အကျန်ရှိတော့ပြီ။လောက်လောက်လောက်လည်းလုံးပြနိုင်ခြင်းတော့မရှိခဲ့ပါဘူး။စပိုင်ဂျန်ကတော့အဝင်ထွက်ကောင်းကောင်းနဲ့အရှောင်းတိမ်းပါလေအကောင်းဆုံးလုံးနိုင်ခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။ဒါဆိုရင်ဆန်ကတင်းရဲ့လက်သေးချက်ကိုထိပြီးဖင်းတိုင်းကြာသွားတာကိုရောဘာပြောမလဲဆိုရင်မြင်လို့ရပါမယ်။လက်သေးချက်ကမပြင်းတယ်လို့ချက်ချင်းဆိုလို့စပိုင်ဂျန်တယောက်ပြန်ချပြနိုင်ခဲ့တာကိုမြင်တွေ့ခဲ့ရတာပါ။ဒါပေမဲ့တိရဲ့အတိုင်းခွင်းဟာနောက်တစ်ချိန်ဆိုတာမရှိနိုင်တဲ့အတွက်ဂျိုးဝိုင်းတိုင်အောင်မက်ဆင်ကိုရေးတွက်လိုက်ပါတယ်။ရေးတွက်တော့မှတိကနဲ့ရှစ်လောက်အထိတော့မရောက်နိုင်ပေ။၅လောက်နဲ့ရပြီးပွဲကိုပြန်ဆဆီခဲ့ပါတယ်။ ဆန်ကားပြည့်ရဲ့လက်သေးကြောင်ကြတာမဟုတ်ပဲရိုင်းသွားတဲ့အချိန်မှာတရောင်နဲ့ဖိချလိုက်တာကိုမြင်တွေ့လိုက်ရပြီးဒိုင်းရဲ့ replay ပြန်ပြတဲ့ပြောက်တွေမှာလည်းစူပါရီချမ်းတယောက်လက်မပါချင်မပါပဲဝင်ပြိုင်နေလားထင်ရလားအောင်စူပါရီချမ်းရဲ့ထီထီမီမီရှိခဲ့တဲ့ထိုးချက်တွေကန်ချက်တွေကိုတစ်ချိန်တစ်ခါမှပြန်ပြတာမျိုးမရှိခဲ့ဘူးလို့ဆိုရမှာပါတော်တော်လေးတရားကြားဖို့တော့ကောင်းတယ်လို့ဆိုရမှာဖြစ်ပြီး Time Fighter တွေနဲ့ရှင်တိုင်းတစ်ဖက်ဆောင်နဲ့ဆုံးဖြတ်ချက်မျိုးတွေကတော်တော်လေးကိုစိတ်ပြဖို့ကောင်းပါတယ်။ဆန်ကားတိတ်ကမတော်ပါဘူးမဟုတ်ပါဘူး။သူလည်းတကယ်တော်တဲ့ Fighter ပါ။ဂျိုးဝိုင်းတွေနဲ့ဝေးသွားတယ်ဆိုပေမဲ့ဘေးကျင်ကတော့အများနဲ့လုံးနေခဲ့မှာဖြစ်ပြီးသူရဲ့လှုပ်ရှားမှုတချို့နဲ့အရှောင်တိန်တချို့ကတော့ဘောင်းစင်သမားတယောက်ရဲ့ဟန်ပန်တွေပါပဲ။ ဒါမှဘောင်ဆင်မာချန်ပီယံကပတ်ရထားခဲ့တယ်ဆိုတော့ Fighter တယောက်စီကမြင်တွေ့ခဲ့ရတဲ့အရာတွေဖြစ်ပြီးစူဝါရီချန်အခြေခံချက်တာခုထပ်ပို့ပြီးပြင်ခဲ့မယ်ဆိုရင်ဆန်ကားတင်းတယောက်အိမ်မက်လှလှမှတ်သွားစီခဲ့မှာပါလက်သီးထိုးချက်တွေလည်းထိထိမိမိရှိခဲ့တယ်လို့ဖင်တိုင်းကြာသွားခဲ့တာတွေခြေချော်ပြီးကြာသွားခဲ့တာတွေမဟုတ်ဘူးလို့ပဲပြောချင်ပါတယ်စူဝါရီချန်ကကိုကတနောင်းနဲ့ဖိထိုးလိုက်တဲ့အတွက်လည်းကြာသွားတာကိုအမှတ်စဉ်ရေးတွက်ခဲ့ပေမဲ့ ခြေခံအချက်တွေကသိမှန်းသလိုဖြစ်ပြီးထပ်ပြီးရင်ဆိုင်ခဲ့ရတဲ့အချိန်မှာဖင်တိုင်းကြောက်သွားတဲ့ဆိုင်ကအစ်ကိုတော့အချိန်ကိုစောင့်ပြီးပြန်ထားခိုင်းနေတဲ့ဂျိုးဝိုင်းတိုင်ရဲ့လောက်ရကသဘာဝတော့သိမချဘူးလို့ပဲဆိုကြပါရင်စပိုင်ချန်ရဲ့ဖင်တိုင်းကြောက်သွားတဲ့ဖင်စင်ကအမတ်စင်ရေးတွဲရလောက်တဲ့အချိန်မှာဖြစ်ခဲ့တာတော့ဒန်လူကြီးကရေးတွဲခဲ့တာဟာအင်ရှင်အာသာကျန်တဲ့ရောထန်ရောက်ပါဆိုတဲ့အချိန်ကြောင့်လားလို့မေးလိုက်ချင်ပါတယ်နောက်ဆုံးတဲ့အချိန်မှာစပိုင်ချန်လက်သေးချန်နဲ့ပြန်မဲ့လဲကြတာနှစ်ချိန်ထိရှိခဲ့ပေမဲ့မတ်စင်မီရေးတွဲခဲ့ပါဘူးစပိုင်ချန်ရဲ့ဒီနေ့ပွဲစဉ်ကတော့တော်တော်လေးသဘောကျမိတယ်လို့တကယ်လေးချင်းနဲ့ဆရာကဖိတ်ခဲ့တယ်လို့ပဲပြောချင်ပါတယ်ဆန်ကားတဲ့ပွဲစဉ်တွေဒီချားလေးပြင်ဆင်လာခဲ့တယ်ဆိုတော့သူ့ရဲ့ပွဲချင်းကပ်ပုံကိုကြည့်ရင်သိနိုင်မှာပါ ပါဝါလက်သီးပိုင်းဒီထက်တိကျသေးတာပြင်အပြင်းအောင်လေးချက်လာရင်နောက်ပွဲဟာရေချမ်းရဲ့အောင်ပွဲတော်ဖြစ်သွားနိုင်ပါတယ်ဘလိုပဲပြောပြပါစူပါရေချမ်းအကောင်းဆုံးလုပ်ပြခဲ့သလိုအကောင်းဆုံးရှင်မြန်သွားနိုင်ခဲ့ပါတယ်အခု1ဘက်ကရေးတဲ့ဇန်ညွန်းဖြစ်သွားတဲ့အတွက်အခုလိုအရှုံးပေးကြတာဖြစ်ပြီးငပြည့်ရဲ့ပဲစားစားဝတ်သားပေါင်းနဲ့ပဲစားစားစူပါရေချမ်းအနိုင်မရဖြစ်မယ်တကယ်ကောင်းတယ်လို့ပဲဆိုလိုက်ပါရစေ ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုလေးကဒီလောက်ပါပဲနောက်ဗီဒီယိုတွေပါလေ MMA Fighter များရဲ့အင်္ဂစားနဲ့ပတ်သက်တဲ့လက်ဝဲအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်လာရောက်ကြည့်ရှုကြဖို့ဖိတ်ခေါ်လိုက်ပါစီကျွန်တော်တို့ရဲ့ page ကိုလည်း like and follow လေးမနှိမ့်ရသေးဘူးဆိုရင်နှိပ်သွားပေးကြဖို့တောင်းဆိုရစီခင်ဗျာအစုံလေးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေခင်ဗျာ